I may I အဲ့တော့ may I လို့ပြပြတိုင်းမဆိုဆိုရင် may I may I I အဲ့တော့ may I ဆိုတာဘာလို့ဖြစ်လဲဆိုရင် may I လို့ပြောရမယ် permission ထောင်းတယ်ခွင့်ပြုခွင့်တောင်းတာမျိုးเนาะသူ့ကိုဘာလို့ခေါ်လဲဆိုရင်ဒီမှာကြည့်လိုက် ask for permission may I may I permission တောင်းတာကိုကလောက်ချင်တာဆိုရင် ကိုကနေပြီးတော့ကိုယ့်ထက်ကြီးတဲ့သူတွေတို့မို့ strangers ကိုနဲ့တိုက်ပြီးတော့ family မှာဖြစ်တဲ့သူတွေကိုဆရာမေယာင်းနဲ့တုံးတယ်နော်အဲဒီမှာဆိုရင်ဆရာတွေဖြစ်တဲ့အတွက်ဆရာမေယာင်းနဲ့တုံးပြရတယ်မေယာင်းမေယာင်း coming မေယာင်း coming sure မေယာင်းမေအိုင်မေအိုင် coming မတော်မဆိုမေယာင်းမေယာမေယာင်း coming မေယာင်း borrow your pen မေယာင်း borrow your pen here you are here you are okay may i go to the restroom may i go to the restroom yes yes you may ဟုတ်ပြီအဲ့တော့ဒါက may i ကဘယ်လိုသုံးလဲဆိုတာကိုပြောတာသူ့ရဲ့အတိတ်ဘယ်ကခွင့်တောင်းခြင်းနဲ့ asking for permission permission တောင်းခြင်းနဲ့အခါမှာသုံးတယ်ဒီလိုလေးမှတ်ထားရပြီနော်ဘယ်အတွက်သုံးလဲ permission တောင်းခြင်းနဲ့အခါမှာသုံးတယ်ရမှာနော် ဟုတ်ပြီဒါဆိုရင်သူ့ရဲ့ form ကဘယ်လိုပုံစံလဲအဲ့ form ကိုလည်းနားလည်အောင် form ကဘယ်လိုပုံစံလဲဆိုရင်တော့ဒါ mei flex pub 0လို့လည်းပြောအလွယ်ပြောလိုက်တာပေါ့နော်ဒါကသူ့ရဲ့ form mei plus bub 0ဟုတ်ပြီ mei မပါဘဲနဲ့ bub 0နဲ့စတဲ့ဝကြတွေရှိတယ်ဘလို့ဟာမျိုးတွေလဲကြည့်လိုက်အောင် open your book turn to page 12 stop talking listen carefully အဲ့မေးရိုင်းမပါဘဲနဲ့ buff နဲ့အစတဲ့ဝကြတွေသည်ဒါသည်အမိန်ပေးစီခိုင်းဝကြတွေလို့ခေါ်တယ်အမိန်ပေးစီခိုင်းတဲ့အခါမှာဘသူတွေကပေးမှာလဲဆရာဆရာမတွေသို့မဟုတ်ကိုယ့်ထက်အသက်အရွယ်ကြီးတဲ့သူတွေမိဘတွေကနေပြီးတော့ပြောနိုင်တယ်ဒါဆိုရင်တော့ဆရာတို့ကမေးရိုင်းထက်မသုံးရဘူး buff နဲ့ပဲပြောမယ် open your books now turn to page 12 now stop talking everyone listen carefully my class အဲဒီလိုမျိုးတွေပြောလို့ရတယ် buff နဲ့စတယ်ဒါသူတို့ကဆရာတို့ကို instruction ပေးတယ်လို့ပြောလို့ရတယ် giving instruction ဆိုပြီးတော့အကျုံးဝင်သွားမယ်ပေါ့နော်အဲ့ဒါကိုအားလုံးရဲ့စီမှာမိယိုင်ထည့်လိုက်မယ်ဆိုရင်အဲ့ဒါကကိုယ့်ရဲ့အောက်ကတဆင်နေတဲ့သူကနေပြောတာဖြစ်သွားတယ်ဥပမာ open your books may i open your books may i open your books means အောက်ကငါဖွင့်လို့ရမဖွင့်ကြည့်လို့ရမလား ်ဒါဆိုရင်မေယိုင်နဲ့စရင်တဆင်းနှိမ့်နဲ့သူကနေပြီးတော့ခွင်တောင်းတယ်လို့မှတ်မယ်မေယိုင်မပါရင် instruction ပေးတဲ့ပို့ကိုညွှန်ကြားချက်ပေးတဲ့အမိန်ပေးတယ်လို့စဉ်အာတည်ထားရမှာပေါ့နော်မေယိုင်ကိုောက်မေယိုင် come in ဆိုပြီးတော့အရာမလေးယူပြနော်အစိမ်းနေနဲ့မေယိုင်ကိုောက်မေယိုင် come in ဆိုပြီးတော့ပြောလို့ရတယ်နော် ကဲဟုတ်ပြီဒါဆိုရင် number 2မှာ put the inspirations in the correct column so အဲ့ဆင်းနေ ASCII for permission ဆိုရင်ဘာနဲ့စာရမလဲမေးရတယ် give instructions ဆိုရင်မေးရမပါတဲ့ buff နဲ့စာမယ် may i close the window ဘာထည့်တယ်မလဲ ASCII for permission stop stop writing stop writing ရပါလေ instruction ပေးတယ် okay may i come in may i come in ဆိုတော့ may i လေးပါလာတယ် asking for permission start writing မရင်မပါဘူး buff နဲ့စတဲ့အတွက် giving instruction close your textbook မရင်မပါဘူး sit down stand up အဲ့တော့ဒါတွေကကိုယ့်ရဲ့အစင်းမြင့်တဲ့သူဆရာဆရာမတွေ teachers တွေကနေပြီးတော့ instruction ပေးတာဟုတ်ပြီမရင်ပါလာပြီမရင်ပါရင် asking for permission မရင် open the window May I မပါဘူး open your textbook ဆိုတော့ give instruction ဖြစ်သွားပြီ next one ကတော့ may I ပါတယ် may I go out ဖြစ်တဲ့အတွက် ask for permission ဒါဆိုရင်ဒီသင်ခန်းစာမှာဆိုရင် ask for permission က may I ပါပြီးတော့ may I မပါတဲ့ buffness စတဲ့ဝကြတွေဒီ give instruction ပေးခြင်းဖြစ်ပါတယ်ဒါဆိုရင်တော့ may I ရဲ့အသုံးကိုနားလည်မယ်ထင်ပါတယ်